Star Channel ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့အကြောင်းလေးကတော့တာယာမဆုံတစောင်းနိုင်ပွဲတော်အကြောင်းပဲဖြစ်ပါတယ်။မြမရိုရာဆနလရာတီပွဲတော်တွေထဲမှာတစောင်းမုံလာဟာထူးခြားတဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုတလေတွေပေါင်းဆက်ခြင်းပါတဲ့တစောင်းနိုင်ပွဲတော်နဲ့အတူအလွန်စီကားလာပါတယ်။ တစားမုံလာဟာမိုးကုန်ပြီးဆောင်းဝင်စားရာသီဥတုအေးများတဲ့အချိန်ဖြစ်တာကြောင့်ဖုံတုံလုံးတုံးတစားမုံခဝဲလိုင်လိုင်းတစားလိုင်းလို့လဲရှေးကကြပြားရီလင်္ကာရီနဲ့တင်စားခဲ့ကြပါတယ်။တစားဆိုတာမီရှူမီတိုင်းလို့အထိပယ်ရပြီးမုံသူမဟုတ်တိုင်ဆိုတာက ထွန်းညီခြင်းပြည့်နေခြင်းကိုလဲဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်တစောင်းနိုင်ပွဲတော်ဟာစီမီတွေနဲ့အလှဆင်တာမိရှုမိတိုင်းနေထွန်းကြီးပူဇော်တာကိုအဓိကထားတဲ့ပွဲတော်ပဲဖြစ်ပါတယ်။ တဇာမုံလာပညာဟာလာပညာတွေထဲမှာအကြည်လင်ဆုံးဖြစ်တာကြောင့်ဗုဒ္ဓဘာသာဝင်တွေရဲ့ကုသိုလ်ကောင်းမှုပြုလုပ်ရပွဲတော်တွေနဲ့ပို့ပြီးတာယာလှပနေပါတယ်။တဇောင်းနိုင်ပွဲတော်ကာလမှာအောက်ပါဒလေထုံးတဲ့တွေနဲ့ဘာသာရေးအခါတော်နေတွေထင်ရှားစွာပါဝင်ပါတယ်။တဇောင်းမုံလာပညာရဲ့အထူးကြဆုံးဒလေကတော့မတိုးတင်ငယ်ရက်လုတ်ပူဇော်တဲ့ပွဲပဲဖြစ်ပါတယ်။ တညာရဲနဲ့အပိရက်လို့ရပြီးအာယုံမတက်ခင်ဖះရှင်နဲ့တန်ဃာတော်တွေအားလှူဒန်းရတဲ့တင်ငယ်ပဲဖြစ်ပါတယ်။ဒီအလှူဒါနဟာဖះရှင်ရဲ့မေတော်ဖြစ်ခဲ့ပူသော မာယာဒေဝီကိုအကြောင်းပြုပြီးပေါ်ပေါက်လာတယ်လို့လည်းယုံကြည်ကြပါတယ်။မြန်မာနိုင်ငံကစေရီပထိုးတွေထဲမှာညာလုံးပေါက်ရှင်ပြန်ရက်လို့ကြပြီးရန်ကုန်မြို့ကရွှေရကုံစေရီတော်နဲ့အခြားတကူကြီးဖះရီမှာလည်းအထူးစီကားကြပါတယ်။ တဇာမုံလာပြည့်နေ့ဟာမြတ်ဗုဒ္ဓကအစာတသက်မင်းအားတမညာဖလာတုတ်တော်ကိုဟောကြားတော်မူတဲ့နေ့ဖြစ်တာကြောင့်တမညာဖလာအခါတော်နေ့လို့လည်းသတ်မှတ်ထားပါတယ်။တမညာဖလာဆိုတာယဟန်ပြုခြင်းရဲ့အကျိုးကိုဆိုပြီးဒီနေ့မှာဗုဒ္ဓဘာသာဝင်တွေဟာတရားနာယူတာ၊သီလစောင့်တည်တာစတဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်လေးရှိကြပါတယ်။မူကာလာကုံဆုံးပြီးယဟန်တော်တွေဝါဆိုရာပြီးတဲ့ကာလနဲ့တိုက်ဆိုင်တာကြောင့်ကထိန်ပွဲများကိုလည်းကျင်းပကြပါဗျ ကထိန်ခင်းတဲ့အခါလူဝယ်ပစ္စည်းအမျိုးမျိုးကိုတစ်ပင်တရံပြုလုပ်ထားတဲ့ပရိသေပင်တွေမှာချိတ်ဆွဲပြီးစူပေါင်းလူတန်းကြတာဟာမြန်မာလူမှုအတိုင်းအဝိုင်းရဲ့ရရောမှုပေကန်းလူစိတ်နဲ့စီလုံးမှုကိုလည်းဖော်ညွှန်းပါတယ်။ဒဇာမုံလာပညာကိုစေးပေါင်းခတဲ့ညလိုလည်းအယူရှိပါတယ်။ဒီညမှာမက်စလီဖူးတွေကိုခူးဆွပြီးတုတ်ဆားခြင်းအပြင်ဆေးရနီတင်ရရှိတယ်လို့ယုံကြည်ကအပျော်သဘောရဖြစ်စေ၊ကျန်းမာရေးရဖြစ်စေစူပေါင်းတုတ်ဆားတဲ့ဓလေ့လည်းရှိပါတယ်။ တဆောင်နိုင်ပွဲတော်ကိုမြန်မာနိုင်ငံအနှံ့ကျင်းပပြီးမယ်ရှမ်းပြည်နယ်တောင်ကြီးမြို့ရဲ့မိဘုံမြန်ပွဲတော်ကတော့ကဘာကျော်တဲ့ပွဲတော်ပဲဖြစ်ပါတယ်။ကောင်းကင်ရံကိုပြန်တက်သွားတဲ့မိဘုံပြန်နေရဲ့လှပတဲ့ရှုခင်းကြောင့်ပြည်ရင်းပြည်ပကခီးသွားပြီးထောင်ပေါင်းများစွာလာရောက်ကြပြီးပျော်ပွဲရှင်ပွဲအလူတန်းတွေဖျော်ဖြေပွဲတွေနဲ့အလွန်စီကားလာပါတယ်။ တဇောင်မုံလာဟာဗုဒ္ဓဘာသာရဲ့ဘာသာရေးအနှစ်သာရမြမရိုရာယဉ်ကျေးမှုရဲ့အလှဒါနစီလုံးညီညွတ်မှုနဲ့ပျော်ရွှင်ချမ်းမြေ့မှုတို့ကိုတပြိုင်တည်းဖော်ညွှန်းနေပါတယ်။တောက်ပါတယ်မိအောင်တွေအောက်မှာကုသိုလ်ကောင်းမှုပြုလုပ်ကြတာပရိသေပင်တွေလှူဒါန်းတာနဲ့မိဘုံပြန်တွေလှွတ်တင်တာစတဲ့ဒလိကောင်းတွေနဲ့တာယာမဆုံးတဇောင်နိုင်ပွဲတော်ဟာမြမာတွေရဲ့ဘဝထဲမှာအမြင့်တွယ်နေတဲ့ချစ်စရာကောင်းတဲ့အမှတ်ရစရာတွေပဲဖြစ်နေပါတယ်။ မတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။